ေပိုင်လို့စစ်နိုင်နေဗျစစ်နိုင်တော့အစိုးရဖွဲ့ပြီအာရကဘီလူအစိုးရခရိုင်6ခုနဲ့အုတ်ချွေးပုံစံပြောင်းဖွဲ့တယ်ဆိုတဲ့အကြောင်းဒီနေ့သိရပါတယ်အေးအေးအမန်ဒီရအထုဒေတာအစိုးရတရနလီက TSC တောင်းပြီကောင်းစီကရင်ကကော်တူးလေနိုင်ငံတော်ချင်းကချင်းလန်းမကြခင်လာတော့မယ်ကချင်း KIA ကကချင်း state state of the ကချင်း ို့ NUG ကရောဒေါ်လန်ဆိုးရသို့မဟုတ် TNUG ပြောင်းပါလားမိပိုင်ပြီလားစစ်နိုင်ပြီလားဒါတွေကိုစောချုပ်သုံးသပ်ကြမှာဖြစ်တယ်လို့ပထမအဆက်မှာတော့ဒေါ်လန်သတင်းအနေနဲ့စလိုက်ရအောင်ကဲမိပိုင်လို့စစ်နိုင်ပါတယ်ဆိုရယ်အာခတ်တက်တော့အေအေရဲ့စစ်သတင်းနဲ့စလိုက်ရအောင်ကြောက်ဖြူပါပြစ်တဲ့တိုက်ပွဲတွေဖြစ်နေတယ်ကြောက်ဖြူမအီကားလမ်းမှာအလောင်းကြီးပြတ်ကျဲနေတာပဲဖက်စစ်တဲ့အလောင်းကြီး စစ်ကောင်စီကခွေးရှုံးဝရှုံးရှုံးနေပါလေ။ပြိုင်စစ်ကြီးကြီးရောအနီးအနားမှာပြည်တယ်တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးအာခတ်တက်တော်အေးရဲ့ရွရွချွချွချေမုံမှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းတွေပြန့်ကျဲပြီးအလောင်းတွေထားပြီးကိုလူယုံထွက်ပြေးနေရတဲ့အခြေအနေကြောက်ဖြူမှာဒီကနေ့ဖြစ်ပေါ်နေပါလေ။ဆိုတော့၁၀ရက်နေ့ညပိုင်း ဖက်စစ်တပ်ဟာရဲတပ်ရင်း30အနီးကိုပုံချဲတယ်စစ်သင်္ဘောတွေကနေလက်လက်ကြီးတွေနဲ့တိုက်ခိုက်တယ်အဲ့တော့သုံးရက်နေတွေကဒီနေ့ထိတိုက်ပွဲတွေဖြစ်နေတယ်လို့လေကြောင်းရော drone ရောလက်လက်ကြီးတွေကောစစ်တပ်ဟာပစ်ကူပေးနေတဲ့ဂျာတွေကဖက်စစ်တပ်ရှစ်ကောင်ကြီးတပ်ဖွဲ့ဝင်တွေဟာအာကတတောအေးနဲ့ပူပေါင်းတပ်တွေရဲ့ရဲဝင်တော်ထိုးစစ်ကြောင်းရွရွချွန်ချွန်တိုက်ခိုက်မှုကြောင်း ြေးလိုက်တေးလိုက်တေးလိုက်ပြေးလိုက်ဖြစ်နေကြပါလေကြီးရည်လေးတုံးပြီးကြောက်ဖြူကိုကာကွယ်နေတော်လဲဖတ်စစ်တဟာကြောက်ဖြူကိုလက်လို့ရဖို့အချိန်ဖြစ်နေပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြောက်ဖြူကနေတဆုတ်တဲဆုတ်တပြေးတဲပြေးနေရတဲ့အချိန်ပါမတ်30ရဲတက်ရင်အထဲကိုဝင်လိုက်ထွက်လိုက်ပြေးလိုက်လွှားလိုက်အလောင်းတွေကျင်လိုက်နေစင်ပြေးတိုင်းကစားနေတယ် အမေ၃နှစ်တက်ရင်ထဲမှာအင်အားစုဖွဲ့မှုတွေလုပ်နေတာကိုသိရတဲ့အတွက်အရကတ်တက်တော့အင်းနဲ့ပူပေါင်းတက်တွေဟာအမေ၃နှစ်ကျဲတက်ရင်ကိုမှုံမှုံညံ့ညံ့ခြေဖို့ရှိပါတယ်မကြခင်ဒီတင်းစကားကိုကြားမှာပြစ်တယ်လို့အမေ၃နှစ်ရဲတက်ရင်တွေကရဲမိသားစုဝင်တွေစစ်မိသားစုဝင်တွေတခါလဲဘေးလို့ရဖို့ရှောင်တာပါမဆိုင်တဲ့သူတွေမထိခိုက်စေချင်ပါဘူး အမှတ်30နှစ်တက်ရင်းထဲမှာအင်အားတွေစုဖွဲ့ပြီးမဟုတ်တရုတ်တွေလုံနေတဲ့ကောင်တွေအတွက်ကြောက်ဖြူမှာ30နှစ်ရဲတက်ရင်မရှိတဲ့တော့ဘူးလို့ဆုံးဖြတ်မဲ့နေဟာဒီနေ့ညလေးဖြစ်သွားနိုင်ပါပြီအဲ့တော့တညဝတီရေတက်ကတက်မိသားစုဝင်တွေကြောက်ဖြူကအုတ်ချွေးပိုင်းကသူတွေမိသားစုဝင်တွေ ရေနဲ့စိတ်ကန်းကတရုတ်တွေရန်ကုန်ကိုပြောင်းရွှေ့ပေးထားတယ်လို့ကျွန်တော်တို့သိရပါတယ်။ပုံတော်ဂုံးချွန်ကြီးရွာတွေမှာဒေသခံ၄000နီးပါးပိတ်မိနေပြီးအခက်အခဲတွေနဲ့ရင်ဆိုင်နေကြရပါတယ်။မနေ့ကလည်းရေနဲ့တနာကတုံးလေးလေးမှာပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်တယ်လို့တုံးလေးလေးကိုမကြခင်သိမ့်ပိုက်နိုင်တော့ပဲအခြေအနေမျိုးကိုကြားရမှာပါ။သို့တော့ အကတက်တော်အေးရတဖက်မှာအုတ်ချုပ်ရေးစီရေးတန်တမန်ရေးဂျီယိုပေါ်လစ်တစ်နဲ့စီးပွားရေးတပြိုင်နက်တွဲဆက်ဆောင်ရွက်နေရင်းနဲ့လေတော်လန်ထိုးစစ်ကိုအရှိန်ကျမတော့အောင်ထိန်းနားနိုင်တဲ့အချက်ကတော့ဗျာလူတော်လန်ရေးရဲ့နှွေဦးတော်လန်ရေးရဲ့စံပြတတ်တော်ဖြစ်ကျွန်တော်ဒီနေရာကဂုံပြုတ်လိုပါလေဒါလေးကိုကျွန်တော်နောက်ပိုင်းမှာတိတ်ချလေးပြောမယ် ထပ်ရော KIA အကြောင်းကြည့်အောင်ကချင် State of the Kachin ကဗမော်ကိုပြပြတန်တန်တိုက်နေပြီးတော့ခလိုက်ရ25တော့ကျတော့ဖြစ်သွားအဲ့တော့အဲ့တစ်ဖက်မှာပေါ့နော်လုံခင်းကနေဝင်လာတဲ့ဖားကန်တွေကိုဝင်လာတဲ့ဖက်စစ်တပ်ဟာဒီဖားကန်တွေမှာကျောက်လုပ်ငန်းရှင်တွေရဲ့လောက်ွက်တွေမှာဓမြတိုက်တယ်လို့စက်ကြီးတောင်းပါတယ်မပေးတဲ့အတွက်မိပုံရှုံးမှုတွေ ဆက်ရန်ရီရီကိုမီးရှို့မှုတွေလောက်ပြီးလက်နက်ကြီးတွေနဲ့ပြစ်ကတ်တိုက်ခိုက်ခဲ့တဲ့တဲ့တွင်အားလုံးကြပြီးသားဖြစ်မှာပါအဲ့တော့ဖာကန်ကြောက်လုံးွက်တွေနဲ့ဖာကန်အကျိုးစီးပွားဟာဖက်စစ်တပ်နဲ့တရုတ်တွေစီမှာကြီးကြီးမားမားရှိတဲ့အတွက်ဖာကန်ကိုကာကွယ်ဖို့စစ်သား900ကျော်လောက်အသက်ကိုရင်ပြီးလုံခင်းဖာကန်ကိုရောက်အောင်လာခဲ့ကြတဲ့ဖက်စစ်တပ်ဒီနေ့မော်စီသာကြောက်စိမ့်လုံးွက်မှာ ရှိနေတဲ့ဘက်စစ်တပ်တပ်ဖွဲ့ဝင်တွေကို KIA ကပယ်ညာနှစ် ဖက်ညှက်ပြီးပူးတိုက်တာမတာ20ပေါ်ပါတယ်9နိုင်မှာအဲ့တော့ KIA နဲ့ PDF တွေဟာမော်စီသာကြောက်စိမ့်လုကွက်မှာစူးစီးနေတဲ့ဘက်စစ်တပ်ကိုနှစ်ဖက်ညှက်တိုက်ပါတယ်ဘက်စစ်တပ်ကတော့ကျင့်ဝတ်မဲ့စွာပဲတနက်တနက်ချင်းတတ်သိရှိရှိမပြစ်နိုင်တဲ့အခါကျအယက်သားပြည်သူတွေကိုရန်တမ်းပြစ်ခတ်မှုတွေ လောက်ပါတယ်အဲ့တော့ဇွန်လ12ရက်နေ့ပေါ့ဗျာနော်ဒီနေ့ပေါ့မနက်6နာရီမှာအချက်ပဲဖက်စစ်တက်တက်ဆွဲထားတဲ့မော်စီတာဖျားကိုမော်စီတာလမ်းစုံရတပီလူတွေကိုစစ်တပ်ဟာအချက်ပဲတပ်ဖြတ်ခဲ့တဲ့3ဦးရုပ်လောင်းတွေကိုလည်းတွေ့ရှိခဲ့ရပါတယ်။ဘာကံလုံးခင်းမော်စီတာဖျားကိုမေလာနောက်ပိုင်းမှာတက်ဆွဲခဲ့တဲ့စစ်တပ်ဟာ KAI PDF ပူပေါင်းတက်တွေနဲ့ပြင်းပြင်းထန်ထန်တိုက်ပွဲတွေဖြစ်လာနိုင်စရာရှိတဲ့အတွက်ဖားကန်တကြောကပြည်သူလူထုကဘေးလွတ်ရာကိုရှောင်ထားပေးပါနော်ဖက်စစ်တပ်ကတော့ရန်တမ်းပစ်ခတ်မယ်ကျင့်ဝတ်မြင့်မယ်အပြစ်မဲ့ပြည်သူတွေကိုတစားကန်လုံးမယ်ဖမ်းဆီးမယ်လူရက်မယ်ဒါပြင်ပါလေတတိတက္ကရာလီကရှိပြီးသားပဲဖားကန်မှာလောက်ွက်တွေကိုမီးပုံရှို့နေတယ်ဖားကန်မှာ ကြောက်ဆွေးလုံးကွက်တွေကကားတွေအရက်သားပိုက်ကားတွေကိုလက်နက်ကြီးနဲ့ပြစ်ခတ်မီးရှို့နေတဲ့တရင်တွေကြားပြီးသားဖြစ်တဲ့အတွက်ရှေရှေဝီမပြောတော့ဘူးဗမော်နဲ့ဖားကတ်မှာတပြိုင်နဲ့စစ်မျက်နှာဖွင့်ထားတဲ့ KI ရဲရင်နှစည်းကိုမကြခင်ကမှပြစ်ချပြီကျွန်တော်တို့ညစ်ကိုအစ်စ်ဖြစ်တဲ့ကြော်စွာဝင်းလာကြော်စွာဝင်းလာကြော်တော်ဝင်း စင်မင်းသားလို့ခေါ်တဲ့ညီနိုင်ကိုကယ်ရင်မူအစ်စ်မင်းအောင်လိုင်ရဲ့အင်ရှိဆန်လို့ပြောလို့ရတယ်ကာချုပ်နေရာရဲ့အင်ရှိဆန်လို့ပြောရတယ်ရဲဝင်းဦးလားရဲဝင်းဦးလားကျွန်တော်နာမည်မိတ်သွားလို့ sorry ညီကိုသူလက်ထက်မှာတော့ကချင်း of the state of the kitchen ကော်တူလီနိုင်ငံတော်အာရကအဖနိုင်ငံတော်နဲ့ TFC ဆိုတဲ့တအောင်ကြီးကောင်စီ MND ရဲ့အစိုးရအထူးတေတာကိုကအထူးတေတာအစိုးရအဖွဲ့ကိုပေါ်ပေါက်လာတာကိုကြည်ချင်းအားဖြင့်ညှိကိုတောက်တုံးမကြမှန်းငင်းစရာမလိုအောင်တည်ပြီးသားပါသို့တော်ဒီညှိကိုဆက်ရှိပါသည်ဆက်ရှိမှာပဲဖက်စစ်တာမရှုမလားဆစ်ရှုံးမှာဖြစ်တဲ့အတွက်အကျေတဝန်မပြောတော့ဘူးတပြိုင်နက်မှာရန်ကုန်မန္တလေးလမ်းဟောင်းကဇေယျဝတီ ပူရယုံတကြန်းစနဲ့စာကွန်ကိတ်ကို PDF ပူပေါင်းတက်တွေလက်တပြတ်ဝင်တိုက်ပါတယ်ဖြူပကဖပါတယ်ဒရုန်းတပ်ဖွဲ့တွေပါပြီးလက်တပြတ်ဝင်တိုက်တဲ့အချိန်မှာဖက်စစ်တပ်၄ယောက်မတာပေါ်သွားပြီး၂ယောက်အိုနာကြိုးကန်းဖြစ်ပြီးကားနှစ်စီးကိုတော်လိုင်းရံအသုံးပြုရန်အလုံးငါသိမ်းဆီးလိုက်ပါတယ်ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာတော့နောက်မကွေးစကိုင်း တကြောကိုကြည့်ကြရအောင်စကိုင်းမှာတော့ကန်တော့ပလဲတိုက်ပွဲမှာဗစစ်တာမရှုမလားစစ်ရှုံးနေတဲ့အခြေအနေမှာကန်တော့လို့နေရာမျိုးလေးတောင်ကာကွယ်မပေးနိုင်တဲ့ဗစစ်တာဟာအင်မတီကိုပလဲကိုဒီကနေ့စစ်ကူတွေချနေပြီးတော့ကန်တော့ကိုပြန်လဲတိုက်ယူဖို့အတွက်စ조사နေတော့တွေ့ရပါတယ်တိုက်လေရင်အပြစ်ခံရပြီးနောက်ပိုင်းမှာဗစစ်တာနှာနုဖြတ်ရက်ခံလိုက်ရတဲ့ခွေးတကောင်လိုပဲ မိမိဒီကလိုက်ဆွဲမှာဖြစ်ပါလေခွေယူတကောင်လူမိမိငယ်လိုက်ဟောင်လိုက်ကြိုက်မှာဖြစ်တဲ့အတွက်နံပါတ်1ပလဲရင်းမဝင်စောင်းလင်းကြီးခရိုင်ဒဲမှာရှိတဲ့ရင်းမဝင်ခရင်ထဲမှာရှိတဲ့တက်တွေအားလုံးစီးရဆိုင်ရ join action နဲ့စူစီးတိုက်ခိုက်ဖို့လိုပါလေပလဲကိုဖက်စစ်တက်ခွေးနာခဲ့ခဲပါလေကြားနာခဲ့လို့ပြောရင်မတန်လို့ 那奴半夜看伢的带女人之事，这家看伢们闹鬼嘛？不是在半夜的呢，偷着散步，比外面湿湿的烧药铺，那边的湿毯拿脚裹，大家还没别的来路，就拿土压的。但是我不来跟着，没得名，杀人机、邪毛病，啊，傻西的邪毛病，看人家个得到沈阳，当然也得破的，阿老书记个。 ဟစစ်တအာတော်လန်ထိုးစစ်ဆင်နွဲပါရှံဘီလူလူကိုကာကွယ်ပါရန်တောင်းရင်ရှိတယ်လို့ကျွန်တော်ကရှုမြင်တဲ့အတွက်ဒီသတင်းစကားကိုပြောပြခြင်းဖြစ်ပါတယ်စကိုင်းတိုင်းပြီးတော့ဝေးတိုင်းပဲလက်ကြည့်ရအောင်ပခုတ်ကူအနောက်မကြီးကပြူရဖို့လက်ပြဝင်တိုက်ခဲ့ပါတယ်လို့သိရပါတယ်ဆဲနေမှာတိုက်တာအဲ့ငါးလိုက်တွေကတိုက်ပါတယ် 表面上呢，在我东南亚这边来，的确被是鬼没到牙口那够大呀。但我到了对岸那边，别的地方的外国人他妈的这个事故的执行又来了交。本来你好，那边在开蒙古游的那边来搜刮，对呀，他妈的，所以我们边里个啥体个都没吃过。那年我到澳洲个，在开大陆比亚比伊拉姆那点没吃，是给那白了。 你能搞上龙的表价？YGF Wimbley 表价大会，Golf of Nine 啊、哦，上完啦，怎么样？啥龙来嘛？某人表价大会，DYD 表价，Twenty One Begin BLY 爆棒个炮，他可以破烂的，嘛鬼可以啊？啊，可以破烂的，我会带你。哎呦！ ဘာမှ The Burmese Revolution Ranger ပြရလို့ပျောက်ကြားတပ်ဖွဲ့တို့ကပူပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။မစိုးရင်ရခလုတ်တိုက်ခြေဆွေငုတ်တိုင်ရလို့တော့၃ရောက်ရရှိခဲ့တယ်လို့သိရပါတယ်။တာမကိုကြီးနော်ရန်ကုန်မန္တလေးလမ်းဟောင်းစကိုင်းဖားကန် KIA ဗမော် ရေနဲ့သာငတိုင်းတော့အရာဝတီမြို့ဟာကျုံမော်ကြောက်ဖြူကဲဘာဒီလိုစီသွားကြရအောင်ဥကိဋ္ဌကိုစပြီးထိုးစစ်ဆင်နေပါတတ်ချီစီယိုထော်ဂျိုးထော်ဂျိုးနဲ့မသာပေါ်တဲ့အမျိုးဆိုတဲ့နာမည်နဲ့ဘာမှမပါဘူးတတ်ချီစီယိုဆိုတဲ့နာမည်နဲ့ဗီဒီယိုတွေရိုက်ပြီးအောင်ပွဲခံခဲ့ရတဲ့ဘတ်စတဲ့ တို့ခင်ဗျာဥက္ကိဋ္ဌကိုတော်လိုင်းတက်တွေကတိုက်တဲ့အချိန်မှာတိုင်မင်မကြိုက်တာရဲ့ရာသီဥတုကြောင့်ရပြည့်ထန်တဲ့လီရင်ပြစ်ကူရဲ့ကြောင့်ပြန်လဲဆုတ်ခွာပေးခဲ့ရတော့ကိုတို့ကုန်းစာပြီးတော့တက်တွေးဝါရဖြန့်ချီရင်အလုံးကတက်ရှိ CEO ထော်ကျိုးထော်ကျိုးမတာစစ်ခွေးအမျိုးတုံးဆိုတဲ့ဇကားကိုရိုက်ကူးခဲ့ပါလေအဲ့ဒီမှာဒီလိုဒီပါကတာပြပါသည်ဟိုကဒရုန်းနဲ့ကျင်းသွားစောက်မှုမဆိုင်ဘူးအဲအဲ့လိုအခုတော့မတာပေါ်တော့မှတက်တယ်လေးပဲလိုရတော့တယ် ဥက္ကဋ္ဌကိုဒီကနေ့နေ့လယ်ပိုင်းကစတင်ဒိုးစစ်ဆင်မှုတွေရှိနေပြီးတော့မတိမ့်မာတော့မပူပါနဲ့တိမ့်ကိုတိမ့်ပါပါကာကင်ဒရိုင်းဘာတစ်ခုမှမရှိတော့ဘဲနဲ့စစ်ကူပိုးစရာလမ်းကြောင်းလုံးဝပြတ်တောက်သွားတဲ့ဖက်စတဥက္ကဋ္ဌစခန်းကိုဒီနေ့ရရမနှက်ဖန်မနှက်ဖြန်ရမလားဒီနေ့ရမလားလောင်းကြီးထတ်ကြပါလားတိတ်မကြပါဘူး ာဒီတို့ဘိုးတို့အဒီတို့အကြော့တို့ဟာမတိုက်ရင်မတိုက်ပါတကယ်တိုက်လို့တကယ်စစ်ချင်တက်မှာတက်ကနေတက်မှာခုန်ထိတပြိုင်နဲ့စစ်စင်နိုင်ရင်နေပြီးတော့ပကိုးဆွတ်ခနေပဲတကယ်ပြောနေတာနော်ကော်သူတွေနိုင်ငံတော်ရဲ့အိမ်မက်အနည်း90ကြာခဲ့ပါပြီကော်သူတွေနိုင်ငံတော်နဲ့တီကိုတီမြော်ဒီမပြောတော့နော်တီကိုတီဆိုသိမှာပါကော်သူတွေနိုင်ငံတော်နဲ့တီကိုတီ တည့်တော်လည်းကောင်းဆောင်ကြီးစောပဦးကြီးရဲ့မုံလေးချက်နဲ့အညီမကြခင်မှာကိအလန်တော်လွင့်ထူပြီးတမတစ်မနဲ့ခွန်တိတပြိုင်နဲ့ထိုးစစ်ကိုကျွန်တော်မျှော်လင့်နေပါတယ်လုံနိုင်မယ်လို့လည်းယုံကြည်သလိုစစ်စွမ်းရည်အုတ်ချုပ်ရည်စွမ်းရည်တရားစီရင်နဲ့အဖက်ဖက်ကတောင်းစီအောင်စီစဉ်ထားနိုင်ပြီးနေမြေဒေသအခြေတကြားနဲ့ တိဆောက်ထားနိုင်တဲ့ KNU ကဲနဲ့လေတက်တွေရဲ့ထိုးစစ်ကြီးတကယ်ဝင်လာရှင်စစ်တပ်မင်းအောင်လိုက်အတွက်တအံ့ဂိမ်းအိုဗာဆိုတော့ဒါကတော့ဒေတာတဝန်းလုံးညီမပြည်ဒေတာအနှံများကတော်လန်စစ်သတင်းတွေတိုက်ပွဲသတင်းတွေဖြစ်ပြီးဒုတိယပိုင်းနောက်ဆုံးအနေနဲ့ အောင်ခတ်တက်တော်အေးရဲ့အုပ်ချုပ်ရေးဖွဲ့စည်းမှုပြောင်းလဲမှုနဲ့အတူကျွန်တော်တို့ TNUG တော်လန်အစိုးရမြို့သားညီညွတ်ရေးအစိုးရဝန်ကြီးဌာန12ခုနဲ့လက်ပတ်နေသော NUG အစိုးရအဖွဲ့ကြီးနှင့်လောက် MOD ကဝေးဝန်ကြီးဌာနလောက်ခံတများပြည်ထောင်ဝန်ကြီးဌာနရဲ့ပကပပလဖပအဖအခြေအနေများဆက်ဆက်ခြုံငုံသုံးသပ်ကြည့်ကြရအောင်ခက်မြန်မြန်ခက်သက်သက်နဲ့ပြောရရင်ဇဂိုင်းဒေတာတွေမှာ စစ်နေသားလိုက်နေမြီတွေဖွဲ့စည်းလိုက်ပါတယ်။အာခတ်တတော်အေရအုတ်ချုပ်အေရရန်နရကိုဘလို့လဲပတ်နေလဲဆိုတော့အာခတ်တော်လန်ပြည်သူအာခတ်ပြည်သူတော်လန်ရေးအစိုးရလို့ခေါ်တွင်ပြီးတိမ့်ပတ်ရရှိရတဲ့နေမြီတွေမှာအားလုံးစုစည်းပြီးတော့ခရိုင်အဖြစ်ပြောင်းလဲတတ်မှတ်လိုက်ပါတယ်။ခရိုင်ကိုခရိုင်အနေနဲ့ကျွန်တော်တို့ခရိုင်၆ခုရှိမယ်လို့ကျွန်တော်တို့အကြံဉာဏ်သိရပြီး မောင်နှောခရိုင်တွင်မောင်နှောဘူးတိတောင်စစ်တွေခရိုင်တွင်စစ်တွေရသိတောင်ပုံနာချုံမြောက်ဦးခရိုင်တွင်မြောက်ဦးကြောက်တော်မင်းကြောက်တော်မင်းမြားခရိုင်တွင်မင်းမြားပေါက်တော်ကြောက်ဖြူခရိုင်တွင်ကြောက်ဖြူမြေပုံရံပြဲစသည်ကိုပါဝင်နေလို့သိရပြီအုတ်ချုပ်ရေးအဖွဲ့မှာအရက်ပြညာရှင်များအုတ်ချုပ်ရေးကျွမ်းကျင်လူတွေ့ကြုံရှိလူများပါဝင်တယ်စစ်တေသားတွေနေမြေစနစ်ပြတတ်မှတ်တာမျိုးတော့မရှိသေးပေနဲ့ခရိုင်လေးအခုလို့လောက်လိုက်ချင်းအဖြစ် အာခတ်တော်ကြီးဟာအဖအာခတ်နိုင်ငံတော်ကိုပုံဖော်နေပြီလို့ကျွန်တော်တို့မြင်အောင်မိပါတယ်အဲ့တော့စစ်ဒေသ၉ခုရှိပြီးတော့စစ်ဒေသမူများနဲ့စစ်ဒေသတစ်ခုစီလိုက်အုပ်ချုပ်ရေးတရားစီရင်ရေးအခွန်ကောက်ခံရေးပညာရေးဌာနလိုက်ဒေတာမှုမြို့နယ်မှုနေမီမှုမြောက်မှုစနစ်ကြခန့်အပ်ပြီးအုပ်ချုပ်မှုကိုလည်းပတ်နေပြီးဒီတက်ပုံမှုကောင်းမွန်တဲ့ခရိုင်အုပ်ချုပ်ရေးပုံစံကိုတည်ဆောက်လိုက်ပါတယ်ဖမ်းမှီဘဟုအုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းပုံအစ်စ်နဲ့ပြောင်းလဲပြီးခရိုင်တွေအုပ်ချုပ်မှုပုံစံနဲ့စတင်ဆောင်ရွက်တော့မယ်လို့ကျွန်တော်သိရပါတယ်။ထိုင်းနိုင်ငံမှာလို့ပေါ့ထိုင်းနိုင်ငံကခရိုင်တွေပဲရှိပါတယ်။တာခရိုင်၊ဘန်ကောက်ခရိုင်အစရှိခရိုင်အုပ်ချုပ်ရေးပုံစံဒါမို့လို့ကျွန်တော်အကျဲချက်ပြီးတော့မပြောတော့ဘူး။အဲ့ဒီမှာမှထပ်ပြီးတော့ရှင်းပြီနဲ့ပလောဝမြို့နယ်ကိုတော့လက်ရှိ အကတ်တော်အီခရိုင်အုတ်ချုပ်ကြီးထဲမှာထည့်သွင်းထားတာကိုကျွန်တော်တို့တွေ့ရပါတယ်။အဲ့တော့ UNL ရခိုင်မျိုးသားအဖွဲ့ချုပ်ကို2016မှာဖွဲ့စည်းခဲ့တယ်။စီရေးကိုတော့အကတ်တော်အီအီကကင်တွယ်ပြီးနိုင်ငံရေးနဲ့အုတ်ချုပ်ကြီးကိုတော့ UNL ရခိုင်မျိုးသားအဖွဲ့ချုပ်ကကင်တွယ်လို့အကြံဉာဏ်သိရပါတယ်။2020 2021မှာတော့အကတ်ပြည်သူအာဏာပိုင်အဖွဲ့စည်းကိုဖွဲ့တယ်ပြီးတော့ ရခိုင်ပြည်ကမြို့နယ်တွေကိုသိမ်းပိုက်ပြီးတခါလာအာရခပြည်သူတော်လိုင်းကြီးအစိုးရဆိုပြီးဖွဲ့စည်းကသိမ်းပိုက်ထားတဲ့နယ်မြေတွေကိုအုပ်ချုပ်ခဲ့တာဖြစ်ပါအုပ်ချုပ်နေတာဖြစ်ပါပြောရအာရလိုက်တာဗျာရှင်းပါရောကျွန်တော်ရှင်းပါပြောသလိုအာရခပြည်သူတော်လိုင်းအစိုးရ MNDE ဘုရားအထုဒေတာအစိုးရ TNL တအောင်းပြည်ကောင်စီ စိုးရလို့ခေါ်လို့ရတယ်ဟုတ်ချင်းဒီလိုပဲကောတူလီဒီလိုပဲပေါ့ဗျာနော်ရှည်ရွေးပြတော့ဒီတခုကြီးစီကိုကျွန်တော်တို့ကြည့်ရင်စစ်စစ်နိုင်တာတဲ့သူတွေကြီးပဲဖြစ်တာတွေ့ရပါတယ်မြေပိုင်နေစစ်နိုင်တဲ့အခါကျတော့ပြည်ပြည်ပြည်အစိုးရပြည်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 အုပ်ချုပ်မှုပြည်ပြည်သောစီရင်နိုင်ငံရေးပြည်ပြည်သောစီးပွားရေးနေမြေအုပ်ချုပ်ရေးကိုဆောင်ရွက်နိုင်တာတွေ့ရပါတယ်စစ်နိုင်ပြီးမှအစိုးရဖွဲ့တာကိုလည်းကျွန်တော်တို့မြင်ရမှာ ျွန်တော်တို့ရဲ့မြို့သားညီညီရေးအစိုးရကတော့စစ်မတိုက်ခင်မှာအစိုးရဖွဲ့ပါတယ်။ဝင်ကြီးဌာန18ခုနဲ့ကုနဲ့ကတောင်းကနေနဲ့လေပတ်နေရာမှာလက်ရှိလိမိကျော်9နဲ့အတွင်းမှာပတ်ကဖများနဲ့အတူထပ်ပြီးတိုက်ပတ်နေရရှိပါတယ်။ပိုင်းဆိုင်ထားတဲ့နေမြေအစိပ်ပိုင်းမှာအုပ်ချုပ်ရေးလေပတ်နိုင်ခြင်းစနစ်ကျသောစီမံခန့်ခွဲနိုင်ခြင်းထက်ဆင့်အောင်နိုင်မှုများရယူခြင်းထက်ဆင့်သိမ့်ပိုက်နိုင်ခြင်းဆိုတဲ့အချက်လက်တွေရောဒီနောက်ပိုင်းမှာ မတွေ့ရှိရဘဲနဲ့မတွေ့ရှိရဘဲနဲ့မြေလည်းမပိုင်ဘူးစစ်လည်းမနိုင်သေးတာတွေ့ရပါတယ်စစ်နိုင်လို့မြေပိုင်တဲ့သူတွေကခိုင်မာတောင်တင်းတဲ့အုတ်ချုပ်ရေးစီးရေးပုံစံကိုဖွဲ့စည်းနေပေမဲ့ကျွန်တော်တို့မြို့သားညီညွတ်ရေးအစိုးရနဲ့ဗမာအင်အားစုတွေမှာတော့ဒီအချိန်ထိလိုအပ်ချက်များစွာရှိနေစေပါဒီချက်တွေကိုအမြန်ဆုံးပြင်ဆင်နိုင်ဖို့လိုပါတယ် ချင်းကတယောက်တက်လာမယ်ကချင်းကတယောက်တက်လာမယ်ရခိုင်ကတယောက်တက်လာဒီလိုကိုယ်စလဲဖွဲ့စည်းမှုနဲ့ပတ်သက်ရင်ကိုဗမာလူမျိုးစုကြီးကတယောက်တက်နိုင်တဲ့ကိုစားပြုမှုကဘဒုစီမှာရှိပါတယ်ဆိုတဲ့ကိစ္စအားလည်းအင်မတန်စဉ်းစားစရာကြီးပါချေလျှောက်ပါကိုစားပြုမှုအင်အားဩစာပါဝါဟာအကြီးကြီးလူအပ်လာတဲ့အချက်အချက် ပြည်တော်စုကိုစုစည်းမယ်ဆိုရင်မင်းဘလောက်မြေပိုင်လဲမင်းဘလောက်စွန့်နိုင်လဲမင်းပါဝါဘလောက်ရှိလဲဒါတွေပေါ်အခြေခံပြီးစကားပြောရမယ်အခင်းချင်းမျိုးလက်တွေ့မှာတွေ့နေရပါတယ်လေဖန်တန်းစီပြီးတော့ပတ်စဖို့စောက်တုံးထုတ်နိုင်ငံတကာပတ်ပြီးနိုင်ငံတကာရောက်မြန်မာတွေကိုလိုက်စကားပြောရုံလောင်းနေတော့ကိုစားပြုမှုရမယ်လို့မထင်မိတလို့တစ်ဖက်မှာလည်းတရင်တက်ဖွဲ့ပေါင်းမြောင်များစွာရှိတယ်လို့ပြောနေပေမဲ့ လက်နက်မပြည့်စုံမှုစစ်ပုံမကျမှုခန့်ထားတဲ့စစ်ဒေသစီရေးဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ကိုလည်းပါတီတွေအဖွဲ့အစည်းတွေပေါ်မျက်နှာလိုက်ပြီးခန့်အပ်မှုတွေကြောင်းထပ်အောင်အယူတည်လေးစားမှုတွေဟာအင်မတန်မိခုထုတ်ဖွယ်ရအခြေအနေကိုရှိနေပါတယ်ထပ်တူ ဒီရေးဝင်ကြီးဌာနနဲ့ကာကွယ်ရေးဝင်ကြီးဌာနတို့ပေါင်းဆက်ကင်တွင်နဲ့ပါကပါပါလပါပအပအများရဲ့စစ်ပရင်ပရိသေစစ်ပရင်တဖွဲရကြီးတဲ့အခွန်အောက်တွေကိုခိုးဝတ်ခါကိုတက်ကိုထောင်ပြီးပြောမရဆိုမရအခြေအနေတွေဖြစ်လို့တရင်နေနေဝင်ရောက်ထိမ့်သိမ်တရင်မွေးတဲ့မှော်ဆရာလိုပဲကိုမွေးတဲ့တရင်ကိုမနိုင်မဲမှော်ဆရာပါဂုတ်ချိုးစားမဲ့အခြေအနေမျိုးတွေကိုလည်းပြုတ်ပြင်နိုင်ဖို့ အန်ယူဂျီကောင်းပြီးတော့အောင်စဉ်းစားရပါတော့မယ်ဒီအခြေအနေကြီးကိုလူကြီးမင်းတို့ကရောဘလို့ရှုမိပါတယ်လို့ကွန်မန့်မှာရေးထားပေးနေပါဒီညတော့ဒီလောက်ပါအားလုံးကိုကျေးဇူးတင်ပါ